ရှိဥစွာဘုရားသခင်ကျေးရောင်ချင်းမွန်ပါတယ်အားလုံးမင်္ဂလာပါခင်ဗျဒီနေ့တော့တင့်ရှာနဲ့တင့်ဘွားဆိုတဲ့ခေါင်းစဉ်လေးနဲ့ခွားပေးတော့မှာဖြစ်ပါတယ်ရှင်ရာကုတ်ဩဝရစာအခန်း3စာပိုက်2ကနေအောက်ပိုင်းကိုဖတ်မှာဖြစ်ပါတယ်ငါတို့ရှိသမျှသည်အများသောအဖြစ်မှားတတ်ကြိုက်စကားအဖြစ်မှားခြင်းမရှိသောသူမည်သည်ကစုံလင်သောသူဖြစ် မိမိကိုယ်တကိုယ်လုံးကိုချုပ်တီးနိုင်တော်သူဖြစ်စကားဆိုတော့เนาะရှာကပြောတဲ့စကားဟောအဲရှာကပြောတဲ့စကားဟာအမမရှိဘဲနဲ့မှန်ကန်စွာပြောရင်ပြောတဲ့အတိုင်းဘဝဟာကိုယ့်ရဲ့ခန္ဓာကိုယ်ကိုယ့်အနာဂတ်ကိုထိန်းချုပ်လက်ခြင်းဖြစ်တယ်လမ်းမှန်တို့ပို့လက်ခြင်းပဲဖြစ်တယ်ဒီလိုဆိုလိုချင်တာဖြစ်တယ်တော့ မြင်းကိုနိုင်ချင်းကပါဇက်ဇက်ခွန်တိုက်တို့ဖြစ်၍မြင်းတကိုယ်လုံးသည်လှဲ့စေတိုက်ထိုမှာတော့အလွန်ကြီးသောသင်္ဘောသည်ပြင်းစွာသောလေုံနှင့်လွန့်သွားတော်လေတက်မကင်အလိုရှိသည့်အတိုင်းငယ်သောတက်မဖြင့်လှဲ့တိုက်ကျေနော်အဲ့တော့မြင်းကသူ့လိုရာသွားဖို့အတွက်ဇက်ခွန်တယ်အဲ့တိုင်းသွားတယ်သမောကြီးလက်တိုင်းမှာသူက တက်မှလင်းရဲ့နော်အလိုတိုင်းအကျွေးသွားတယ်ဒီတိုင်းပဲတဲ့လူခန္ဓာကိုယ်လူရဲ့အနာကဟာတော့ရှာကပြောတဲ့အတိုင်းပဲဖြစ်တယ်ရှာကပြောတဲ့ပြောရာကိုရောက်သွားတယ်ဆိုလိုချင်တာဖြစ်တယ်နော်ဒါကြောင့်ကျွန်တော်ရှာမှတ်ထားပါတင့်ရှာတင့်ဘဝဖြစ်တယ် သင်အနာဂတ်ကိုပုံဖော်နေခြင်းဖြစ်တယ်လို့ပြောချင်တယ်နော်ဒါဆိုရင်ကျွန်တော်တို့ကစကားကိုနော်စကားကိုဟုတ်လားမလို့အပဲမပြောမိဘူးအလွန်ရေးကြည့်တာပေါ့အလွန်ရေးကြည့်တာပေါ့အဲ့တော့ပေတရုဩရစာပရမဆောင်ခန်း3စာပိုက်30မှာအသက်ကိုမှုလျော်၍ကောင်းမွန်သောနေ့ရက်တို့ကိုတွေ့မြင်ခြင်းကအလိုရှိသောသူသည်မိမိရှာကိုမကောင်းသောအရာနှင့်ကင်းလွတ်စေ မိမိနှုတ်ခမ်းလဲမူတာစကားကို မပြောစင်နဲ့ပြောရတွေ့ရတယ်အဲ့တော့ကိုယ့်ရဲ့အနာကလှပစေချင်တယ်ဆိုရင်တဲ့ဟောနော်ကိုယ့်ရှာကိုထိန်လို့ပြောချင်တာဟောအဲ့တော့မကောင်းတာတွေမပြောနဲ့တဲ့မဟုတ်တာတွေရှောက်မပြောနဲ့လိန်တဲ့စကားလည်းမပြောနဲ့တဲ့ကိုကိုရန်လည်းသူများသွားမလိန်နဲ့သူများပြောတဲ့စကားတွေကိုဟုတ်လားမဟုတ်လားတော့မသိဘူး ဘယ်သူကတော့ဘလို့ပြောတယ်ဘယ်သတင်းထားတော့ဘလို့ရေးတယ်အဲ့ဒါလေသူပြောတာမှုတ်တာဆိုရင်ကိုလည်းမှုတ်တာလိုက်ပြောတယ်ဖြစ်သွားရောအဲ့ဒါရောနှုတ်ရှာကိုထိမ့်ဖို့လိုအပ်တယ်ဟောကိုယ့်ရဲ့အနာကလှပစေချင်တယ်ဆိုရင်တော့ဟောကျွန်တော်ရှာကိုဟာလာဒီမကောင်းတဲ့အရာနဲ့ကင်းလို့အောင်ထိမ့်တတ်ဖို့အလွန်ကြီးကြီးတယ်မှုတ်တာစကားမပြောထိမ့်တတ်ဖို့အလွန်ကြီးကြီး တဖက်မှာတော့ကောင်းတဲ့စကားကိုပြောပေါ့ကောင်းတဲ့စကားဆိုတာဗာလေအလိုတော်နဲ့ညီတဲ့စကားပေါ့နှုတ်ကပတော်နဲ့ညီတဲ့စကားကိုပြောချင်တာဟာအဲ့ဒါဆိုရင်တော့ဒီနေ့ကိုပြောတဲ့အတိုင်းကိုဘွားဖြစ်လာမှာဖြစ်ပါတယ်အားပေးချင်တယ်ဒါနဲ့ပတ်သက်လို့ဥပမာအကောင်းဆုံးဥပမာလို့ကျွန်တော်ထင်တာကတော့ဒီတောလဲ့ချမ်းအခန်း၁၄မှာဒီဖြစ်ပျက်ကကာလတ်နဲ့ဣတရီလလူမျိုးတွေ ကြားထဲမှာဖြစ်တဲ့အဖြစ်ပြက်ဖြစ်ပါတယ်အဲ့တော့ကာလနဲ့ယောရှုကဒီခန္ဓာပြူသွားသိမ့်ဖို့အတွက်သူတို့ကဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကိုယုံတဲ့အတိုင်းနှုတ်ကနေငါတို့သွားသိမ့်မယ်နော်ဘုရားခင်ငါတို့နဲ့တူပါရှင်ငါတို့နိုင်ကိုနိုင်တယ်တဲ့ဆိုပြမယုံကြည်ချက်စကားအတိုင်းသူတို့ပြောတယ် တဖွဲ့ကတော့တို့ကမနိုင်ဘူးတဲ့ငါတို့ကတို့နဲ့နှမ်းရှင်ငါတို့နှံကောင်လောက်ပဲရှိတယ်တို့ကလူကောင်လူဘလူးကြီးတွေမြို့တွေရတယ်မြို့ရိုးကြီးအကြီးကြီးတွေငါတို့မနိုင်နိုင်ဘူးတဲ့အဲ့ဒါကြောင့်ငါတို့နော်နောက်ကျောင်းလှည့်ပြီးတော့မှချစ်နိုင်ငံကိုဂျွန်ဘွားမှာပြန်နေကြစို့တဲ့ဆိုတော့မှညညပြီးတော့မှပြောကြတယ် ဲ့လိုပြောကြတဲ့အတိုင်းနဲ့ဘုရားကဘာပြောလဲဆိုတော့စာပိုက်28မှာတင်းတို့ဒီဟော sorry တင်းဒီသူတို့အားရှင့်ဆိုရမိမှာမောရှိဘုရားပြောတာထာဝရဘုရားကငါအသက်ရှင်သည်ဖြစ်၍တင်းတို့ဒီငါကိုကြားစေခြင်းငါပြောကြသောစကားအတိုင်းတင်းတို့ကိုငါပြုမိမင်းတို့စကားအတိုင်းမင်းတို့ငါပြုမယ် မိတ်ဆွေတင့်စကားတိုင်းဖခင်ကတင့်ကိုပြုတ်မှာဖြစ်တယ်ဆောတော့ယောရှုနာကာလကတော့သူတို့စကားတိုင်းမယ်မဖြစ်လဲငါတို့နိုင်မယ်သူတို့ကငါတို့ရဲ့ရိခါဖြစ်မယ်အဲ့ဒီရန်သူကနော်သူတို့ထိုင်အမတမအများများပြားတဲ့ဘလူလင်းနင်းနဲ့မှရှင်လို့မနိုင်နိုင်တဲ့အရန်သူဖြစ်ပေမဲ့ဘုရားကိုယုံကြည်အားကိုးပြီးတော့မှငါတို့နိုင်မယ်လို့ပြောတဲ့အတိုင်းသူတို့ကိုနိုင်ရတော့ခွင့်ပေးတဲ့ခန္ဓာပြူအမွေ တားစင် music အမွေခါရတော့ခွင့်ပေးတယ်သူတို့နင်းသောမြေတိုင်းကိုပန်ရတဲ့အခွင့်ပေးတယ်ဆိုတာတွေ့ရတယ်ဒါသူတို့စကားတိုင်းသူတို့ဘဝကဖြစ်သွားတာအဲ့တော့တစ်ဖက်မှာတော့တခြားဣတရလူမျိုးတွေကတော့တယောက်မှသူတို့စကားတိုင်းပဲငါတော့မနိုင်နိုင်ဘူးငါတော့မလုပ်နိုင်ဘူးဆိုပြီးတော့ဖယားကိုမယုံကြည်ဘဲနဲ့ပြောတဲ့စကားအတိုင်းနှုတ်ကပတ်တော်ကိုမယုံကြည်ရက်ပြောတဲ့စကားအတိုင်းပဲ တို့ပြည်တော်ကိုဝင်ခွင့်မရဘူးဆိုတော့တွေ့ရပါတယ်နော်ဒါကြောင့်ဒီနေ့အပိချင်တာကတော့အချင်းတွေကိုကြည့်ပြီးတော့မှစကားကိုမပြောမိဘူးအလွန်ကြီးကြီးတယ်နော်ဘုရားသခင်နှုတ်ကပတ်တော်ပေါ်မှာရက်တည်ပြီးတော့မှပြောပါအဲ့ဒါဆိုရင်သင်ပြောတဲ့အတိုင်သင်ဘွားဖြစ်လာမှာ ဖြစ်ပါတယ်နော်ဒီနေ့ကျွန်တော်ကြားရကြားရသမျှတော့ သတင်းစကားတွေကိုလိုက်မပြောမိဖို့အလွန်ရေးကြီးတယ်ပေါ့နော်။ဘာလို့လဲဆိုတော့သတင်းဆိုတာကအခုနားထောင်လိုက်ရင်ကောင်းတဲ့သတင်းမှမရှိပဲ။သတင်းဆိုပဲရှိတယ်။ဘယ်နှမှာဘာဖြစ်ပြန်ဘယ်နှမှာဘာဖြစ်ပြန်ပြီ။ကိုယ်လည်းမြင်ရမှာမဟုတ်နော်။သူကလည်းဟာဘလို့သတင်းခိုင်လုံတဲ့သတင်းအရ။ဟိုးဘယ်သူ့ကိုမင်းမြန်ချက်ရဘာမှလည်းမသိဘူး။တိကျမှန်ကန်လားလဲသူလည်းမသိပါဘူး။အရအရနဲ့သူကပြောတယ်။အဲ့ဒါကိုကျွန်တော်လိုက်ပြောတယ်ပေါ့ လိုက်ပြောရင်မကောင်းတဲ့စကားမကောင်းတဲ့ဟာလာဟိုမူတာပြောတဲ့စကားဖြစ်နေရင်တော့ကျွန်တော်ဘဝကမူတာပဲဖြစ်မှာပဲကျွန်တော်အနာကကမူတာအလင်ညာဘဝရောက်မှာဖြစ်ပါတယ်တအားဒီနေ့ဆက်ပြီးတော့မှ အချင်းနေပေါ်မှာ မပြောပါနဲ့နှုတ်ဘတ်တော်ပေါ်မှာယောရှုနဲ့ကာလက်ကဲ့သို့နှုတ်ဘတ်တော်ပေါ်ယက်တည်ပြီးတော့မှတင်းနှုတ်ကနေပြောပါနော်တင်းပြောတဲ့အတိုင်းတင်းဘဝဟာဖြစ်လာလိမ့်မယ် တို့နဲ့တို့တင်းတို့ကမကောင်းတာတွေမထွက်စင်နဲ့မို့တာစကားလည်းမပြောမင်းစင်နဲ့အဲ့ဆိုရင်တော့တင်းအနာကကလှပလိမ့်မယ်ခွာပေးနဲ့နေကုန်ချုပ်ပါရယ်ဘုရားသခင်သည်တင်းတို့အလုံးကောင်းချီးပေးပါစေတော့အာမင်